ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ရတဖွဲ့နာရတဖွဲ့ရတဖွဲ့ကိစ္စအဲ့တော့ကိစ္စလည်းရှားမဟုတ်ဘူးဗျကျွန်တော်တို့ဒီညီမတက်မတော်ကရတဖွဲ့တွေအဲတက်မတော်ရေကုန်ရောကုန်ပေါ့နော်ညီမရတဖွဲ့ညီမနိုင်ပြည်ရေးဦးကြီးဌာနကရတဖွဲ့နေပြီးတော့ဒူရဲအုပ်လောင်းလျှောက်လွားတွေခေါ်တဲ့ကိစ္စတွေစပြီအဲထပ်စနေပေါ့နော်ဆိုတော့ဒူရဲအုပ်လောင်းလျှောက်လွားပေါ့ဆိုတော့အဲ့ဒါကိုလျှောက်လွားတွေခေါ်တာကိုနော်ကြောက်လိုက်ခေါ်တော့ဒီနေ့ဂျွန်လ20နေမှာသူကနိုင်ငံပိုင်သတင်းစာအနေနဲ့ချင်ကြတယ်သူတို့ရဲ့တတ်မှတ်ထားတဲ့နောက်ဆုံးရက်ကိုဂျွန်လ17ရက်နေ့အထိ နောက်ဆုံးတတ်မှတ်ထားပြီးပြီတဲ့နောက်ဆုံးပေးပါတယ်တဲ့ဆိုပြီးတော့เนาะဆိုတော့ဇူလိုင်ဇူလိုင်ဇူလိုင်အဲ17ရက်နေ့နောက်ဆုံးထားပြီးတော့ဒီဒူရဲလောင်းတွေဖြစ်နေရှောက်ထားလွာတွေရှောက်လို့ရပါပြီတဲ့ဆိုပြီးပြောတယ်အဲ့တော့ဒူရဲလောင်းဖြစ်မဲ့သူတွေရဲ့ qualification ပါလဲဆိုတော့မေးပြီအမေးပြီပေါ့နော်အဲ့ဆိုအသိမှတ်ပြုတက္ကသိုလ်တစ်ခုကနေဘွဲရရှိထားရမယ်အသက်25နှစ်အောက်ဖြစ်ရမယ်အင်ဂျင်နီယာဘွဲသမုတ်မဟာဘွဲရတဲ့သူတွေအတွက်ကတော့အသက်30အထိဖြစ်ဖို့လိုတယ်ရတယ်ဆွလို့ရတယ်ပြီးတော့အမှုခင်းကင်းရှင်းရမ ။အမျိုးသားတွေတဲ့ဆိုရင်အရင်၅ပြည့်နဲ့၄လမှရှိရမယ်။ပောင်ချင်က130ရှိရမယ်။130နဲ့140ကြာရှိရမယ်။အမျိုးသမီးဆိုလည်း၅ပြည့်၃လမှရှိရမယ်။ကိုလေးချင်းပေါင်း65နဲ့140ရှိရင်ကန့်သက်ထားပဲဆိုပြီးတော့ဒါပြောကြတယ်ပေါ့နော်။ဒါတတ်မှတ်ထားတယ်ပေါ့။ကျွန်တော်ဒီနေ့မှာကြုံဆက်လို့ထည့်ပြောဦးမယ်။တစ်ချိန်လုံးက27ခင်းချင်းစားတဲ့ချိန်မှာဗိုလ်ချုပ်ကြီးမင်းအောင်လိုင်းကိုဝိုင်းပြီးတော့လောင်ကြတာရှိတယ်။၄ပြည့်ရှိ၄ပြည့်ရှိဆိုလောင်တယ်။အဲ့လောင်တဲ့သူတွေရဲ့တချို့ကသူတို့ကိုယ်တိုင်ကသူတို့ရဲ့ဟိုဥဝင်းမြည်ကြီးကိုပေးသွားတိုက်ကြည့်ရလားမသိဘူး။သူတို့ရဲ့သူတို့ရဲ့ energy ကဥဝင်းမြည်ကြီးကိုပေးသွားတိုက်ကြည့်ရလားမသိဘူး။ပေးကြည့်ဆွတ်တိုက်ကြည့်ရလားမသိဘူး။ တမ်ဘရောမှာအဲ့ဒါလေးစံပတ်တ်ပေးမတတ်ဆိုတိတ်တိတ်တယ်ဘိုးချုပ်မကြီးကိုသွားပြီး၄ပေရှင်၄ပေရှင်သွားပြီးတော့တမ်ဒီအဲ့ဒီပြောတဲ့အုပ်စုကဘယ်လောက်စံပတ်တ်ပေးမတတ်ဖြစ်လဲဆိုတာသိတာလေစံပတ်တ်ပေးမတတ်ဖြစ်ပြီးတော့ဟိုပိမ့်သွားတာပေါ့နော်ဟိုရုပ်တိရှိမရှိရှိရှိမရှိရှိငါတို့ပြောရရင်ပြီးရောဆိုချက်ပြောတာဗီဇာအဲ့လောက်ပိမ့်သွားတာဘိုးချုပ်မကြီးတို့တမ်ဘရောမှာဘိုးလုံးတင်နှခေါ်တာအရင်အနည်းဆုံး၅ပေနှစ်ကစားတာဘလို့၄ပေရှင်နဲ့ရမယ်စဉ်းစားကြည့်လေ၅ပေနှစ်ကစားတာအဲ့တော့အဲ့ဒါကို၄ပေရှင်၄ပေရှင်ခေါ်ကြတယ်လို့အခုရဲတော်ကခေါ်တာဘလို့၅ပေ၄ကဲဘယ်နှလုံးအဲ့တော့ခုန၄ပေရှင်ဆိုတာချက်တကယ်တော့ အဲ့ဒီနီဘိန်းအုပ်စုရဲ့ဗီဇာအဲ့လိုပဲသူများကိုနှိမ်ဖို့ဆိုရင်နှိမ်ပြောဖို့ဆိုရင်ကိုလူကိုနားလို့နားမမသိနှိမ်နဲ့ပြောတာကိုလူနားလို့နားမမသိနှိမ်ပြောတာသူများကိုနှိမ်ချင်းနဲ့ကိုလူနားနေမှမသိဘူးသူတို့ပြောတဲ့ဗိုလ်ချုပ်ကြီးကိုလေးပဲရှင်လို့ပြောရမယ်ဦးဝင်းမြန်ကပိုးဆိုတယ်အဲ့ဒါသူတို့မသိဘူးနောက်တစ်ခါပြောလိုက်သေးတယ်ဗာလဲဟိုဗာလဲနေဦးကရော့ကရော့ကရော့နော်ဟိုဘူကုန်းမှာဆိုပြီးပြောတယ်အာဘူကုန်းမှာမဟုတ်ဘူးဗာညာပြောတယ်ပြောတယ်မလား အဲ့ပြီးတော့ဒေါ်ဆန်းသူကြီးကဟိုက Michael Eric နဲ့ညားထားကြတော့သူမေ့တယ်မသိအောင်ဆောင်ပြီးတော့ပြောတွေ့နေတာပန်ဆယ်လိုဟိုပန်ဆယ်လိုပေါ့နော်ပြောနေတာကဲအဲ့လိုမျိုးကြတော့ तू ဒေါ်ဆန်းသူကြီးကိုတွေ့နေရလားဟိုဘက်ကိုတွေ့နေတာဘု து တွေ့နေမှာမသိဘူးတွေ့တော့တွေ့နေဘိုးကုန်းမှာပါညာတွေ့တာပန်ဆယ်လိုတွေ့ရခဲ့တာမှတ်မိသေးလားကျွန်တော်ပြောတာမဟုတ်ပန်ဆယ်လိုရေးထားတာတော့ချီဖတ်ကြည့်ဦးဆိုတော့သူများကိုတွေ့ဖို့အတွက်ကိုကိုလူနာလို့နာတော့မသိဘူးစွတ်တွေ့တဲ့ဒီပိန့်သွားတာအဲ့ဒီအုပ်စုအခုဒီမှာရဲတော်ငါးပေလေးခေါ်တယ်လို့ဒါတိုက်ဆိုင်လို့ပြပါတာပုံစံမှုကြီးကိုလေးပေရှိလို့ပြောရင်တော့ခင်ဗျားတို့ဘလောက်ပိန့်လဲဆိုတာသိတာ အတိတ်တိတာတော့ ਨੇ ထားပါတော့ဦးဇုံကြီး၅ပေဟိုဟို၅ပေ၄လောက်၅ပေ၅လောက်တော့ရှိပါဘူးဦးဇုံကြီးကထားပါတော့ဗျအဲ့တော့ညီမရဲကရဲကသူက၅ပေ၄လက်မှရှိရမယ်အမျိုးသားတွေအနည်းဆုံး၅ပေ၄ရှိရမယ်၄ချိန်ပေါင်၁၃၀၁၄၀ရှိရမယ်အမျိုးသမီးတွေကိုလည်းခေါ်တယ်၅ပေ၃ကိုလေးချိန်ပေါင်၉၅နဲ့၁၄၀ရှိရမယ်ဆိုတော့အမျိုးသမီးတွေ၁၄၀မရှိသေးဘူးများ၉၅လောက်ဆိုလှတာတင်းရလှမှာ၉၅ဆိုအော်၁၄၀တော့များပါတယ်နော်ထားပါတော့အဲ့တော့အဲ့ဒီလူတွေကတော့ရေးပွဲစာဝဲဖြေရမယ်အဲ့တော့မှ ဟို cycle cycle test ပေါ့နော်အဲ့ဒါဖြေးရမယ်ကြက်ခိုင်စစ်ဆေးမယ်ဘာအကုန်စစ်ပြီးမှသူ့ကိုဒါရေဒူရေလောင်ဖြစ်နေအဲသူ့ကိုဒါဒါဒါစစ်ဆေးပြီးတော့မှဒူရေလောင်ဝင်ပြီးတော့အောင်းပြီးဆိုပြီးဝင်ဖြေးခိုင်းမယ်အဲ့ဒါသူစူးစမ်းရမယ်အဲ့တော့တင်းနှက်တက်ပြီးတော့ဒီလိုဖြစ်မယ်ဆိုတော့ကျွန်တော်ဒီညပြောချင်တာပန်းအောင်ချေလို့ဒူရေလောင်မဖြစ်ချင်ဘူးလားအေးတိုက်ဆိုင်တာပန်းအောင်ချေလို့မျိုးပေါ့နော်သိရမလားပန်းအောင်ချေတဲ့ဟိုကမင်းသူနဲ့လေမင်းသူနဲ့နောက်ဟို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 ခါတာတော့ထားရတယ်ပန်းအောင်ချေပဲကဲအောင်ချေတဲ့မင်းသူပေါ့ပန်းအောင်ချေဘာဖြစ်လဲဒူရေကိုပန်းအောင်ချေလေအာပန်းအောင်ချေဆရာ ဲအခုဆရာထိုင်ရောက်ကြည့်ပြီးတော့ကဲဆရာအမှုလိုက်စမ်းတယ်ဘလို့ခံမမလို့အာအမဆရာမဒီဘုရားသွားတယ်လို့အာလက်စုပ်ဝဲဖို့ကြိုးစားတယ်လို့အာဆရာဘာဖြစ်တယ်ဒါဆရာကမွေးနေလို့အာဆရာပြောတော့ဟောမျိုးလို့ပြုနေအဲ့အဲ့လို့ပိုင်းအောင်ချင်လို့ရဲဦးလူသူရဲဦးမှာမဖြစ်ချင်ကြဘူးလားပေါ့နော်ညီမလေးတွေကိုပြောတာညီလေးတွေကတော့မင်းတို့ကမင်းတို့ကိုယ်တိုင်ကိုယ်ကံကွာနော်ရှောက်ကြရှောက်ကြဒူရဲအုပ်ရှောက်ကြဆိုတော့ဘာလို့ဆိုကျွန်တော်နိုင်ငံရဲ့တရားဥပဒေစိုးမိုးကြီးအတွက်ကဒူရဲအုပ်တွေရဲအုပ်တွေရဲတပ်ဖို့အနေနဲ့များရှိလို့လိုတယ်တရားဥပဒေစိုးမိုးကြီးအတွက် ။ဘာလို့လဲဆိုတော့တရားဥပဒေစိုးမိုးရဲ့ပထမစာမျက်နှာကိုပြောရင်ရဲတပ်ဖွဲ့။ဒါပေမဲ့တချို့ကပြောလိမ့်မယ်လူပုဂ္ဂိုလ်တူးချင်းနဲ့ဆိုင်နေကျွန်တော်တို့ရဲ့ personality နဲ့ဆိုင်လို့ပြောလိမ့်မယ်။အဲ့ဒါတော့မှန်တယ်။ကျွန်တော်တို့ရဲ့ personality နဲ့ဆိုင်နေကျွန်တော်တို့ရဲ့အတွင်းစိတ်နဲ့ဆိုင်နေဆိုရင်ပဲပြဿနာအဲ့ဒီအတွင်းစိတ်ကကိုပဲတည်တာခြားလူပဲဖြစ်တာမဟုတ်ဘူး။အဲ့တော့ကိုကိုထိချောင်းမှာကဘယ်သူလဲဥပဒေနဲ့ထိမှာရဲ။အဲ့တော့ရဲတပ်ဖွဲ့အရေးကြီးတယ်။ဥပမာဆိုရပါဆိုရင်ရွာတော်ရမှာရွာတော်ရမှာလူမိုက်လူရဲငါတယောက်ရှိမှာမိုက်တာမိုက်တာမှာဘယ်လိုမိုက်တာအဲ့ဒီအချိန်မှာအဲ့ဘလောက်ပဲမိုက်နေမိုက်တယောက်လုံးပတ်ဆဲနေစင်းနေအဲ့ဒီအချိန်မှာရဲရယူနီဖောင်းနဲ့ရဲရယ်ဝင်လာတယ် အဲ့ကောင်ဆဲရဲမလားဆက်ဆဲမယ်ထင်လားဒါမှမဟုတ်သူဆဲရဲကွာဘာဖြစ်လဲရဲလဲကင်းဆိုင်ကွာသူရဲကိုပြစ်ထိုးမလားပုံမှန်အားဖြင့်ဆိုရင်တော့ပုံမှန်ခြေနေမှာဆိုရင်တော့ဘယ်သူမှရဲလာပြီဆိုတာနဲ့ဖမ်းမှဆိုလို့မဆဲတော့ဟာဆရာနေကောင်းလားဘာညာထားလုံးလုံးမှာအဲ့ဘာလဲဆိုတော့ရဲတပ်ဖွဲ့သည်ယူနီဖောင်းသည်ရဲယူနီဖောင်းသည်တရားဥပဒေစိုးမိုးရေးရဲ့ပထမစာမျက်နှာတည်းတစ်ခုဆိုတာကိုသိလို့အခုကျွန်တော်တို့ကားမောင်းနေဗျာကဲရင်ထည့်ရဲဆိုလေကားမောင်းနေဗျာခင်ဗျားကားမောင်းနေရင်ထည့်ရဲတားရင်မရက်ပြရမရက်ပြပြနေရဲလို့လားအရက်ပြရတယ်တရားဥပဒေစိုးမိုးရေးရက်ပြရတယ်ဗျာ तू က တားမယ်ပြီးရင်သူစစ်မယ် license စစ်မယ် widget စစ်မယ်စသဖြင့်အကုန်စစ်မယ်ပေါ့ကားနဲ့ပတ်သက်စစ်မယ်ကိုကတခုခု error ဖြစ်ထားရင်လည်းအဲသူ့ရဲ့ရင်းစင်းကနေတခုဖောက်ထားရင်လည်း तू ကဖောက်ထားတော့ तू ပြောမယ်ပြောပြီးကိုမှားရင်လည်းမှားတယ်ပေါ့မှန်ရင်လည်းမှန်တယ်ပေါ့ပြောရချင်ပြန်ပြောပေါ့အဲ့မှာ तू ကဥပဒေနဲ့ပြန်ညင်းမယ်ခုံညာတို့ကြတယ်ရှိတယ်ဒါပေမဲ့အဲ့အဲ့ဒါရှိမယ်ဒါကတောက်ဦးလူစိုးရဲ့ပထမစာမျက်နှာအဲ့မှာအဂရိပါတာနောက်တစ်လိုင်းနော်အဂရိကနောက်တစ်လိုင်းအဂရိတို့ပတ်စံစားတာလက်စားတာတို့ပါအဲ့ဒါနောက်တစ်ပိုင်းအဲ့ဒါတက်တက်တစ်လိုင်းအဲ့တော့အဲ့ဒါကိုမကြိုက်ဘူးဆိုရင်အဲ့ဒီလက်စားတယ်ရဲတွေလက်စားတယ်ဘာညာမကြိုက်ဘူးဆိုရင်ဒေါ်ဆောင်သူကြီးပြောတဲ့စကားနဲ့ငှားပြောမယ် ကိုယ်တိုင်ဝင်ပြီးပြင်ကိုယ်တိုင်ဝင်ပြင်ရဲတွေကငါတို့အနိုင်ကျင့်တယ်ငါတို့မကြိုက်ဘူးโอเคကိုယ်တိုင်ဝင်ပြီးပြင်စစ်သားတွေကငါတို့အနိုင်ကျင့်မကြိုက်ဘူးโอเคကိုယ်တိုင်ဝင်ပြီးပြင်အဲ့ဒါကျွန်တော်ပြောတာမဟုတ်ဘူးခင်ဗျားတို့ပြောတဲ့ဒေါ်စန်းစုကြည်ရဲ့ဇကာဝင်ပြင်ရမှာအဲ့တော့ရဲတပ်ဖွဲ့တွေမှာဝင်စေချင်တယ်ကျွန်တော်တို့လူငယ်တွေကိုအလောက်ကైခွန်းလန်းလဲရမယ်နောက်တစ်ခုကဘာလို့ဆိုတရားဥပဒေစိုးမိုးရေးကိုကိုယ်တစ်ဖက်တစ်လက်ကကူညီရရောက်တယ်စေတနာရှိရင်ပေါ့နော်ပြည်သူလူထုစေတနာရှိပြီးတော့ကိုကဟိုကောင်နေအဂရီလုပ်တယ်ငါလည်းအဂရီလုပ်မယ်ဆိုတဲ့စိတ်နဲ့ဝင်သွားရင်တော့မသိဘူး ဟိုကောင်နေမိုးထားလို့တယ်ငါလည်းမိုးထားလို့ဆိုဝင်သွားရင်တော့မသိဘူးဟိုကောင်နေမိုးထားလို့တယ်ငါတို့လက်ထက်မလုပ်စရာဘူးကွာဆိုဝင်ချသွားတယ် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ကလက်ခုပ်ကြီးပြောမယ်နော်ဘာလို့ဆိုတော့တကယ်ပို့လိုက်ပြန်ရက်တက်ဖွဲ့ဝင်လောက်ကြလူငယ်တွေကတိုင်းပြည်ကိုပြည်ပြပြောင်းလဲခြင်းတယ်တိုင်းပြည်ကိုပို့ထုတ်တဲ့စေခြင်းတယ်တိုင်းပြည်ကိုမှာတရားဥပဒေစိုးဝင်အားကောင်းစေခြင်းတယ်ဆိုလူငယ်တွေကရက်တက်ဖွဲ့ကိုဝင်ပြီးတော့ရက်တက်ဖွဲ့ကိုဝင်ပြီးတော့ဘာလုပ်ရမလဲဆိုတော့ကို့ရက်ွက်ကို့ကြေးပါကို့ဒေတာလမ်းမှာလုံဟိုဘာကောနေမြေဟို ဘာခေါ်လဲဆိုဒီတရားဝင်စုံဝေးလုံးကနေလောက်ရတယ်မယ်ကိုဆိုလူနိုင်လူမိုက်လူရန်ကမတိန်ကောင်ဘာညာအကုန်လုံးအဲ့ကောင်တွေအကုန်လုံးကိုထိန်းချောင်းမို့ကဒီရဲတပ်ဖွဲ့ကလောက်ရမှာရဲကကင်ပြီးတော့မှတရားရေးကိုပို့ရတာအဲ့တော့ရဲသည်ကိုရပထမအစာမျက်နှာပြီးမှတရားရေးဒုတိယအစာမျက်နှာဆိုကျွန်တော်ဒီလိုဖွဲ့အထိပ်ပြဖွဲ့တယ်ဆိုတော့တရားစီရင်ပိုင်းတလိုက်အဲ့တော့ဒီထဲမှာခုနဟိုဘာမတကောင်ဟိုမတထောင်သားတွေဖြစ်တဲ့အတွက်မကောင်းတဲ့သူတွေရှိတယ်ကောင်းတဲ့သူရှိတယ်လူအတိုင်းအမှရှိတယ်ခင်ဗျလက်တော်အတူရှိငါးချောင်းမညီကြဘူးရဲတပ်ဖွဲ့တစ်ဖွဲ့လုံးမကောင်းတာမဟုတ်ဘူးကောင်းတဲ့ရဲတွေအများကြီးရှိတယ် နော်သို့တော့မကောင်းတဲ့ရဲတွေကြောင့်ဂျက်တဖို့တခုလုံးအပြော့ခံရတယ်ဒါလည်းအမှန်တရားပဲအဲ့တော့မကောင်းတဲ့ရဲတွေနဲလာဖို့အတွက်ခုနအရက်ထဲကိုရင်းများရောရင်တော့တေးကြတယ်ခင်ဗျားမူးပါမဟုတ်ဘူးမမူးရင်ဘူးဆိုရင်တော့အရက်ထဲရင်းများရောမူးရင်တော့ခင်ဗျားတို့ကလည်းမူးကျင်တယ်ဆိုရင်တော့တောက်ကြပလိတာတောက်ကြနိတာတောက်ကြအဲ့တော့ဂျက်တဖို့ကြီးကမကောင်းဘူးဆိုရင်မကောင်းတာကိုကောင်းအောင်ပြင်ရင်ကိုယ်တိုင်ကတန်ရှင်းမွန်မြတ်တဲ့စိတ်နဲ့ဂျက်တဖို့ကိုဝင်သွားလိုက်ပြီးရင်တဖြည်းဖြည်းချင်းပြင်သွားရင်ဂျက်တဖို့ကြီးကိုပြင်သွားမယ်တခုလို့ရှိရပါဗျာမထထတာလို့တော့ဖြစ်မသွားသေးနဲ့ WBS လို့ဖြစ်မသွားသေးနဲ့နော် WBS နဲ့ အစားတော့ဝင်ချတော့တော့ကာမောင်းတော့စီကနေလိုက်နာတာလိုက်နာတာပြီးလဲပြီးတော့ရှေ့ရအဖွဲနဲ့ပေါင်းအိုရောရောကြော်ရောဖြစ် သူပါပြက်အကုန်ပြက်အကုန်ပြက်တော့တော့မားတယ်အဲ့ဒါတော့မားတယ်အဲ့တော့ရတက်ဖွဲဝင်နေဟိုဒီတကအဓိကတိုက်တော့ကျင်တာရတက်ဖွဲဝင်နေလူငယ်တွေအနေနဲ့တကယ်စိတ်ဝင်စားတဲ့စိတ်ပါလေဆိုဝင်ပါပြီးတော့တရားဥပဒေစိုးမွေးရေးကို ဖြစ်စေခြင်းနဲ့ကိုယ့်အိမ်မှာကိုယ်တည်းလို့လုံခြုံစေခြင်းနဲ့ကိုယ့်ကြောင့်ကိုယ်လန်းလုံခြုံစေခြင်းနဲ့ကိုယ့်ကြောင့်ကိုယ့်ရက်ွက်လုံခြုံစေခြင်းနဲ့ကိုယ့်ကြောင့်ကိုယ့်မိသားစုလုံခြုံစေခြင်းနဲ့ဆိုရင်ရက်တက်ဖွဲ့နဲ့ဝင်တာရက်တက်ဖွဲ့နဲ့ဝင်တာကောင်းတယ်စစ်တပ်ထဲဝင်ရတာကျတော့တိုက်ပြည်ကိုကာကွယ်ရတဲ့အဆင့်ရက်တက်ဖွဲ့ကျတော့ပြည်တွင်းလုံခြုံရေးတပ်မတော်ကျတော့နိုင်ငံတော်လုံခြုံရေးဟိုကကျတော့ပြည်တွင်းလုံခြုံရေးရက်ွက်လန်းနေလုံခြုံရေးနယ်မြေတပ်လုံခြုံရေးအဲ့တော့အနည်းအဆုံကိုယ့်မိသားစုနဲ့နီးနီးလဲနေရနိုင်တယ်နယ်မြေလန်းရက်ွက်တွေလုံခြုံရေးလည်းတာဝန်ယူနိုင်တယ်ခြေဝါလုံခြုံရေးတာဝန်ယူနိုင်တယ်အဲ့တော့ရက်တက်ဖွဲ့တော့ဝင်ဖို့လိုတယ်ပြီးတော့ ကျွန်တော်အချိုးအစားတစ်ခုမှတ်မိသေးတယ်ဗျာကျွန်တော်ကျွန်တော်ကိန်းကနားမားရင်မားလိမ့်မယ်မားရင်လည်းဖြည့်ဆက်သွားနားထောင်ရပါဆိုတော့ကျွန်တော်အုံနောက်ကကွန်ပျူတာလည်းမဟုတ်တော့ကျွန်တော်အကုန်လွတ်မရအောင်တိုးတော့ရဲရဲတက်တာတရက်ကိုလူ400လား300လား900လားမသိထင်းရတယ်အချိုးအစားရရဲတရက်ကိုလူ900လားထင်းရတယ်ဆိုအထိပဲတက်ရောက်နေတယ်အဲ့လိုပြောတယ်လက်ရှိရဲတက်ပေါ်အချိုးအစားရကျွန်တော်ပြောရဲက8000လားမသိရှိတယ်လို့ပြောတယ်8000လောက်ရှိတယ်ပြောတယ်8000ရဲ့10ဆဆို8သိန်း8သိန်းရဲ့10ဆဆို8တန်း8တန်းရဲ့10ဆဆိုတန်း80အဲ့တော့ခင်ဗျားစဉ်းစားကြည့်နော်လူကတန်း90 တွက်ကြည့်နော်1:8ဖြစ်မနေဘူးလားလူတရဲတယောက်ကလူ၈၀၀ကိုထိန်းထားသလိုတောင်ဖြစ်နေသလားတော့မသိဘူးကျွန်တော်စဉ်းစားလူ9လူ900ကိုထိန်းထားသလိုဖြစ်မနေဘူးလားမသိဘူးရဲတယောက်ကနော်ဆိုတော့ရဲတယောက်လူ900ကိုထိန်းထားသလိုဖြစ်နေသလားလို့ကျွန်တော်စဉ်းစားမိတယ်ပေါ့ဒါဒါကျွန်တော်ခံမှန်းချက်တည်းကြီးနော်အတိအကျခံမှန်းမှတ်မနေတယ်ပေါ့ကြာဒီကောင်ပေါက်ကြိုက်ပြောတယ်လို့ပြောနေမှာသလိုတချို့ဟာတွေကကျွန်တော်တို့အတိအကျကိန်းကဏ္ဍကရဲရလဲကျွန်တော်ပေးတာမဟုတ်ဘူးကျွန်တော်လည်းမသိဘူးရဲတယောက်ဖို့သွားမေးလဲသူဖြေတာမဟုတ်ဘူးဦးရဲကြီးကလည်းနော်နော်ဥခနပဲလို့ဆိုတော့နော်ဆိုတော့အဲ့တို့ကလည်းပြောပြီးတော့အဲ့တော့တေချာတာကလူ ခင်ဗျာလူတရားကိုရဲတယောက်ထိနေဆိုရင်တော့မနဲ့ထင်ရတာဘူးဗျာလူ96လောက်ကိုရဲရထင်ရတယောက်တယောက်ချိုးစားနေ ratio က1 ratio 500ဆိုတာမျိုးဖြစ်နေတာပြဿနာရှိတယ်ခင်ဗျအိုက်ရဲကဟောမဟုတ်ဘူးဘာဟုတ်ပါလိမဟုတ်ဘူးအဲရဲရလीနော်ဘာဟုတ်ပါလိမဟုတ်ဘူးအဲ့တော့တေချာတာကတော့ပြန်ချဖို့မဖြစ်နိုင်ဘူးဆိုတော့မလွယ်ဘူးအဲ့တော့တေချာတာကဒီမတမမလို့တဲ့ကောင်က96ဆိုရဲရတယောက်ခံထိုးရအောင်အောင်လဲဒီကောင်ဘရုစလီမဟုတ်ဘူးရဲရတေချာတာဘရုစလီမဟုတ်တွန်ခရုလည်းမဟုတ်ဘူးနော်ဂျက်ကီချန်လည်းမဟုတ်ဘူးမဖြစ်နိုင်ဘူးနော်အဲ့တော့တေချာတာကတော့ရဲ လူတရားနဲ့ရဲတရားအချိုးစားတိရောက်သွားလို့ရှင်တော့လုံချိုးရေးအားကောင်းသွားနိုင်တယ်။ဘာပြောတရားဥပဒေစိုးမိုးရေးနော်နေမီတီတီအကြိုင်အားကောင်းသွားနိုင်တယ်။အဲ့တော့ရဲတပ်ဖွဲ့ဝင်ကြတခုတော့ရှိတယ်ရဲတပ်ဖွဲ့တွေဝင်ပြီးတော့နှလုံးရောင်ချဲရောင်နေနဲ့ဟိုဟိုကောက်ဒီကောက်ဟိုကောက်ဒီကောက်နေချင်းတွေဘာပြောတော့မလုပ်ကြပါနဲ့။ဒါကတော့ပွင့်လည်းပြောနေတရားဥပဒေစိုးမိုးရေးကိုကင်တွေဆောက်ရှောက်ချင်းသုံးကင်တွေချင်းသုံးရမယ့်ပုံကိုယ်တွေကကိုယ်တိုင်က breaking the law ဖြစ်နေတော့မရဘူး။ law ဥပဒေကိုကိုယ်တိုင်ကချိုးဖောက်သူဖြစ်နေထိတ်ဆုံးကချိုးဖောက်သူဖြစ်နေရင်တော့အဲ့ဒါကျွန်တော်တို့တရားဥပဒေကိုကာဝယ်ဆောက်ရှောက်တာမဟုတ်ဘူးဗျ။တရားဥပဒေကိုယ်တိုင်ကနေချိုးဖောက်ခြင်းလို့ တရားဥပဒေကင်တွယ်ကျင့်သုံးသူတွေအတိုင်းဝန်နဲ့ဝင်သွားတယ်ဆိုတာမျိုးတော့မဖြစ်သင့်ဘူးလို့ကျွန်တော်တိုက်တွန်းချင်တယ်အဲ့တော့ညီငယ်ညီမငယ်တွေကိုတော့ရတက်ဖို့နဲ့ဝင်ကြဖို့တိုက်တွန်းတယ်ကျွန်တော်ကိုယ်တိုင်လည်းဟိုဘယ်လိုခေါ်မလဲဆရာအောင်ကားသားတို့ကကန်ကောင်းလို့ရကန်ကောင်းလို့လာကန်ဆုပ်လို့လာပြီးရဲမဖြစ်အောင်တမဲဖြစ်ခဲ့ဘူးတယ်ဒါလေးလည်းကျွန်တော်မှမှတ်တမ်းသပိုင်းလေးရှိသေးတယ်အဲ့ဒါကိုကောင်းကောင်းသိတယ်သိရလူတွေကောင်းကောင်းသိတယ်နော်အဲ့ဒါတသက်တခုဟိုပြောရရင်ဗျာအဲ့ဒါတော့တဲပြောရရင်တော့လူရင်းပြောရရင်တော့ကျွန်တော်ဆရာအောင်နဲ့အောင်တော့ဟိုရွာမှာလည်းကျွန်တော်ရှာရှာပပတဲ့တယောက်ဘာလို့ဆရာအောင်နဲ့ရှာရှာပပတဲ့တယောက်ဆိုတော့ဘာဖြစ်လဲဆိုတော့အမှ ဟိုတခါဟိုစစ်ဘိုးတွေသွဲမဲ့လူနဲ့ဟိုဘာလို့စစ်ဘိုးတွေသွဲမဲ့လူနဲ့နောက်တစ်ခါဟိုရဲတွေသွဲမဲ့လူနဲ့အမှအပြိုင်မဲတွေဆွဲကြတာပေါ့နော်ဆွဲကြရင်းနဲ့အမှစစ်ဘိုးလည်းမဖြစ်ရဲလည်းမဖြစ်နောက်ဆုံးတော့အခုဂျန်လစ်ဖြစ်လာတာပေါ့ဆိုတော့ဝိုင်းဆွဲကြတယ်ကျွန်တော်တို့တော့အဲ့လိုဆွဲကြတယ်ဦးလေးတွေကလည်းဦးလေးတွေဒေါ်တွေမျိုးတွေကလည်းဟာရဲရဲတတရဲလောက်အောင်မှရဲဟုတ်ဆယ်တော့အောင်ပြီးရဲဟုတ်လောက်သင်ကြိုင်ဖြည့်လို့ရတယ်လုံးလုံးလုံးတုံးပူရမြောက်ပူရဒီဘက်ကတချို့တွေလာဟာမဟုတ်ဘူးစစ်သားလောက်အောင်မှာစစ်ဖို့လောက်အောင်မှာလှုပ်လှုပ်လှုပ်ကိုလေကောင်းကြီးမျက်စိကလေးနားကလေးကိုကနားလဲတာမဟုတ်ဘူးကိုတော့တာဘာသိတာမဟုတ်ဘူး မျက်စိနဲ့ဟုတ်လားမသိဒါလည်းဟိုလိုဟိုလည်းဟိုလိုဒါပေမဲ့ကိုလုံးချင်တာကတော့တေချာတာကတော့ဇာရေးဆရာဖြစ်ချင်တာတော့ဇာရေးဆရာဒါပေမဲ့တို့ကပြောနေတာငါရဲရဲတတလုံးရဲရဲချင်းအထူးရဲဥဖြစ်မှဒူရဲဥလို့ငါတို့နယ်ဘက်ကဒူရဲဥတယောက်ထွက်လာပါဟာဟောငါတို့ကစစ်ဘိုးတယောက်ထွက်လာပါလုံးလုံးလုံးစူးစမ်းမျက်စိတင်နေတာတင်နောက်ဆုံးတော့ကုလိုပဲရက်ကလေးရက်ကလေးမျက်စိတင်နေနားတင်နေတာအခုတော့ခင်ဗျားတို့ရှိမှကုရုံးတန်ပြောနေရတယောက်ဖြစ်လာရောနော်တကယ်တော့ဇာရေးဆရာဖြစ်ချင်တာဆိုတော့ဟိုကျွန်တော်တို့လည်းအဲ့လိုဂျုံခဲ့ရတယ်ဆိုတော့ပြပြချင်တာပါအဲ့တော့လူငယ်တွေနေနဲ့ဘာပြော တရားဥပဒေစိုးမိုးရေးကာဝယ်ဆောင်ရှောက်ခြင်းတွေဆိုရင်ကိုယ်တိုင်ကတရားဥပဒေစိုးမိုးရေးကာဝယ်ဆောင်ရှောက်ရမယ်ဆိုစာရေးဒီတွေဝင်သွားပြီးတော့တရားဥပဒေစိုးမိုးရေးကင်တွေဆောက်ရှောက်ပါကာဝယ်ဆောက်ရှောက်ပါကင်တွေကျင့်သုံးပါကာဝယ်ဆောက်ရှောက်ပါလို့ပဲဒီလိုပဲတိုက်တွန်းခြင်းနဲ့အဲ့တော့ဒီနေရာမှာကျွန်တော်လာအကန့်ပြောမယ်ကောင်းနေတယ်မင်းတို့ဘာမင်းတို့ပြောချင်တာပြောကြငါကတော့ငါ့ယူချင်တယ်ငါအတူယူစားတယ်ငါအတွေးနဲ့ငါပြောတယ်မင်းတို့လည်းမင်းတို့ယူစားတယ်မင်းတို့ပြောချင်တာပြောတိတ်ကိုကြီးဆိုင်မှာမဟုတ်ဘူးဒါပေမဲ့နောင်နာမဲ့လာမဲ့အနာကမှာ ရတဖို့ဝင်အင်အားတောင့်တမှုလို့လည်းအားကောင်းမှုလို့လည်းပြီးရတဖို့ဝင်နေရှိလာပြီးတော့အားကောင်းပြီးတော့တို့ facility တွေအခွင့်အရေးတွေအားကောင်းလာရင်ကျွန်တော်တို့တရားဥပဒေစိုးမိုးရေးကောင်းမယ်ဒီနေ့အဖြစ်တွေလည်းခင်းချင်နေအကုန်လုံးကိုတတ်နိုင်သော်ထိန်းချောင်းနိုင်လိမ့်မယ်လို့ကျွန်တော်နားလဲပေါ့နော်ဆိုတော့ဒါမျိုးတွေရှိတယ်တပ်မတော်နဲ့ရတဖို့ကညီကိုပေါ့ကိုကြီးနဲ့ညီလေးဆက်ဆိုင်နေတဲ့တိုင်းပြည်ကိုဆက်လက်တိစောက်သွားကြလိမ့်မယ်ဒီလိုပဲကျွန်တော်မြင်တယ်အဲ့တော့ဒါလေးကကျိုးထည့်ပြတာပါနော်ဆိုတော့ဒါတစ်ချက်ပေါ့နောက်တစ်ခုကဒီနေ့ဆက်ပြီးတော့ပြောရမှာမုံရွာဘက်မှာမုံရွာမှာ လူငယ်လေးတွေညီငယ်လေးတွေအာဘယ်လိုခေါ်မလဲမိဘရင်ခွင်ကိုပြန်လာကြတဲ့ဇာတ်လမ်းလေးပေါ့ဒါလေးကိုလည်းကြည့်ပြီးကြည်နူးစရာဖြစ်နေထည့်ပြောချင်ပါတယ်အဲ့တော့ချားမို့ပါဘူးမြင်းမှုမြို့နယ်နဲ့မော်ရွာမြို့နယ်မှာကျဲလဲကျဆားနေတဲ့ PDF ညီငယ်လေးတွေလူ24ယောက်ကလူ24ယောက်က24ယောက်တော့နော်အများကြီးပဲတတုတ်တတုတ်အများကြီးပဲ24ယောက်ကဒီကနေ့နော်ဂျွန်လ20ရက်မှာတော့တို့ကတို့ရဲ့မိဘတွေစီကိုပြန်ရောက်ကြပြီဖြစ်ပါတယ်ငွေတုံးလေးတွေပိုက်ပြီးပြောင်းသွားပါပြီတက်ဆန်လေးတွေပိုက်ပြီးပြောင်းသွားပါပြီ အဲ့ဘာလဲဆိုတော့သူတို့ကသူတို့လုတ်ခဲ့တဲ့လို့ရတဲ့ဒီပုံမှာသူတို့မှားတယ်လက်မခံတော့မှားနေပြီငါတို့တော့ငါတို့ speed ရတာမှားပြီထင်တယ်ဆိုတော့သူတို့ယုံကြည်လာတဲ့အခါလက်ခံလာတဲ့အခါသူတို့ကိုသိလိုက်တဲ့အခါသူတို့မိသားစုနဲ့ပြန်လဲပူးပေါင်းခြင်းနဲ့ဥပဒေပေါင်းနဲ့ပြန်လာခြင်းနဲ့ဥပဒေပေါင်းနဲ့အောက်ထက်မှာမိသားစုနဲ့အတူနေခြင်းနဲ့ဆိုပြီးတော့တက်ဆိုင်ရာတာဝန်ရှိသူတွေဆက်သွယ်တယ်ဆက်သွယ်တဲ့ခါကျတော့တက်ဆိုင်ရာတာဝန်ရှိသူတွေဒါမျိုး welcome ပေါ့ဗျာကြိုးစိုးတယ်ညီငယ်တို့ဆိုပြီးတော့ကြိုးစိုးပြီးတော့ဒီနေ့20နှစ်မှာတော့အဲဒီဒီမုံရွာမှာရှိတဲ့အနောက်ဘက်ဆက်တာချုပ်ဇေယသီတိခမ်းမှာပါပဲဒီနေ့ဒီ PDF ဘဝကနေ မိသားစုတာမန်ပြည်သူလူထုဖြစ်နေမိသားစုကြားထဲမှာပြန်လည်နေထိုင်မဲ့ညီငယ်လေးတွေကိုကြံလဲကြိုးစုပ်ဘက်ဒီနေ့ကျင်းပါတယ်ကြိုးစုပ်ဘက်ကျင်းပါတယ်ကျွန်တော်ကဒီနေ့မှာအလင်းဝင်တယ်လို့မသုံးဘူးဘာလို့လဲဆိုတော့ဒီညီငယ်လေးတွေကိုအလင်းဝင်တယ်လို့သုံးရင်ဟိုဒီညီငယ်လေးတွေရဲ့ဟိုတချို့လူတွေပြောကြတယ်မှာအလင်းဝင်တယ်ပြောအောင်မင်းတို့ကလင်းနေလို့လားတော့ပြောမယ်စကလုံးရရှုပ်ထွေးမှာဆိုလို့ကျွန်တော်ရိုးရှင်းမပြောမယ်တေချာတာကသူတို့ကိုတက်မတော်ကဒီ PDF လူငယ်24ရောက်ကိုတက်မတော်ကပြန်လဲကြိုးစုပ်တဲ့ကြိုးစုပ်ပွဲပြန်လဲကြိုးစုပ်ပြီးတော့မိသားစုထံအနန္တနဲ့ပွဲလေးကိုဒီကနေ့မုံရအောင် ကျင်းပသွားတယ်။အဲဒီလူငယ်လေးတွေအကုန်လုံးကမြင်းမူနဲ့မုံရနှစ်နှစ်ခုမှကျင်းလက်ကျစားနေတဲ့ PDF ညီငယ်လေးဖြစ်တယ်။အဲ့တော့အမျိုးသား22နှစ်ယောက်ပါတယ်အမျိုးသမီး2ယောက်ပါတယ်ပေါင်း24ဦးဖြစ်တယ်။အဲ့တော့သူတို့ဒီလိုပြန်လာတဲ့ခါကျတော့သူတို့မှလည်းပြန်လာလာပြီးချင်းသူတို့မှနေထိုင်ရှင်သန်အခက်မှာဆိုးတဲ့ခါကျတော့တာဝန်ရှိသူတွေကသူတို့ကိုမလုပ်ပေးလဲဆိုတော့တအူးချင်းစီကို30စီစုချင်းမြင်တယ်။တူးချင်းစီကို30 ကဲညီလေးတို့ညီငယ်ညီမငယ်တို့တားတို့သမီးတို့ရေတားတို့တို့ရောတယောက်သိန်း30တားတို့တို့မိဘတွေနဲ့အတူတူပျော်ရွှင်နေကောင်းကောင်းမွန်နေနောက်နောက်ဆောင်နောက်တော့ဥပဒေရဲ့အပြင်ကိုမထွက်ကြနဲ့မိဘနဲ့ရင်ဝင်ကိုမထွက်ကြနဲ့မိဘရင်ဝင်ဟာလုံခြုံနေမိဘရင်ဝင်ကိုအပြင်ထွက်တော်ရတယ်အမြချမ်းတန်းတဲ့ဘဝခရီးဆောင်ရင်ဆိုင်နေတယ်မိဘတွေကိုနောက်တစ်ချိန်ပြန်မတွေ့ရတာဖြစ်နိုင်တယ်ဆိုတာမျိုးတွေစုံစုံမှပြီးတော့ကဲတားတို့ဆိုတယောက်သိန်း30ပေးလိုက်တယ်ပေါ့အဲ့တော့သိန်း480ရတယ်ပြောရတော့ပေါ့ရင်24ရောက်ဆိုတော့သိန်း480ပေါ့သိန်း900လောက်တို့ကုန်ခံပြီးတော့နိုင်ငံတော်က ြန်ပြီးတော့စားတော့ဖွယ်နေအခါတာပါဆိုတင်းကားချိုချော်တော့အကုန်ခံပြီးတော့ကိုညီငယ်ညီမငယ်တို့ပြန်ဝဲကန်းလုပ်တယ်ကဲဒါလေးကကျွန်တော်ကြည့်ပြီးကြည်နူးတယ်ဗျဒီ24ရောက်ညီ24ရောက်တော့ညီငယ်ညီမငယ်တွေအတွက်ကျွန်တော်ဝမ်းသာသွားတယ်ဟောသူတို့ကအကဲရွေး PDF ဖြစ်နေဆက်ရှိနေတနေရာမှာတည်မယ်လူမသိသူမသိတည်မယ်ဘယ်ကြောင်မှတည်မယ်ဆိုမသိနိုင်ဘူးမသိနိုင်ဘူးအခုကြတော့မိဘရှိကိုပြောက်သွားပြီမိဘတွေနဲ့အတူတူပြန်နေတယ်ပြီးရင်သူတို့ကိုယ်တိုင်ကပြစ်မှုကျူးလွန်မှုရှိရင်ရှိမယ်တော်တော်နဲတယ်ပေါ့ဗျာပြစ်မှုမှာတော်တော်နဲနဲတပည့်ရှိပြီးတော့တော်တော်လေးကိုရိုင်းရိုင်းဆိုင်ရန်ကားမဟုတ်ပဲလေပြစ်မှုကလည်းနဲတဲ့အတွက်သူတို့ဟာ မိဘစီပြန်လာလို့ရတယ်။နောက်တစ်ခုကတက်ဆိုင်ကတာဝန်ရှိသူတွေကိုယ်တိုင်လည်းဒါကိုဝယ်ကမ်းလို့တာကြိုးစူတာ။အကယ်၍ပြန်လာမယ့်လူငယ်တွေကိုမရောက်ချချဆိုရင်တော့ဘယ်လာရဲမလဲဗျာ။ဒီငယ်တွေကပြန်လာမယ်ဆိုတော့မိဘလူမျိုးပဲသဘောထားပြီးနိုင်ငံတော်ကလည်းမိဘလူသဘောထားပြီးတော့ okay တတော်သူတို့လာရတယ်သူတို့ကကြိုးစူတယ်။ဒီဘက်ကသူ့ရဲ့မိဘတွေကိုလည်းဆက်သွယ်တယ်။ကြိုးပြီးတော့ဒီကောင်လေးတွေဆက်သွယ်လာတဲ့အချိန်မှာဒါလှည့်ဝက်လောက်ရတာပေါ့ဗျာ။ဆက်သွယ်လာတဲ့အချိန်မှာတက်ဆိုင်ကတိုက်တာဝန်ရှိသူတွေကလုံခြုံတပ်ဖွဲ့ဝင်တွေကသူတို့မိဘတွေကိုဆက်သွယ်တယ်ဆက်သွယ်ပြီးတော့ခင်ဗျားတို့ရဲ့သားခင်ဗျားတို့သမီးကတော့ခင်ဗျားတို့စီပြန်လာခြင်းတွေပြောတယ်ကျွန်တော်တို့ကလည်းဥပဒေရ ဖြည့်လျှော့ပေးလို့ရတယ်လျှော့လျှော့ပေးလို့ရတယ်ဒီကလေးတွေအဲ့တော့ခင်ဗျားတို့ပြန်ပြီးတရားဟောကြပါနောက်တစ်ချိန်မှဖြစ်အောင်ခင်ဗျားတို့စောက်လျှောက်ပါဒီကလေးတွေကောင်းမထားပါဒီကလေးတွေဝင်ဖြစ်စင်းနဲ့စသဖြင့်တို့ပြန်ခေါ်ပြီးတော့ပြတော့မိဘတွေလည်းဝမ်းသာအားရကြိုးပျော်တာပေါ့ဗျာအဲ့မှာကလေးတွေ24ရောက်ပါလေပြောက်လာတယ်ဒါတိုးတိုးရောက်လာပြီးတော့မှဘက်ကနေဒီ20နဲ့မိဘလက်ထက်ကိုကွာဆူအပ်ပြီးတော့မိဘတွေလည်းဝမ်းသာတယ်ကလေးတွေနဲ့မိဘတွေနဲ့ပွေဖက်ပြီးတော့ပျော်ရွှင်ကြည်နူးရတယ်မြင်ကွင်းရဗျာသူ့အမေနဲ့သူ့သားသူ့အမေနဲ့သူ့အဖေနဲ့သူ့သားသူ့မိဘနဲ့သူ့သားသမီးခင်ဗျားပျော်ရွှင်စွာပြန်ပေါက်ထုတ်ခြင်းဆိုတော့မြင်ကွင်းကြီးကကြည်နူးဖို့ကောင်းတယ် ကျွန်တော်ကတော့ဝမ်းသာတယ်အဲ့တော့ဒတိုင်းပြည်လုံးမှာရှိတဲ့ PDF ညီငယ်ညီမငယ်တွေကိုပြောချင်တာတစ်ခုပဲဆက်ပြီးတော့ဒီတိုင်းဆက်လုံနေလုံလို့ရပါတယ်လုတ်ပါဒါပေမဲ့ကိုဒေါသနဲ့ကိုလုတ်တာလုတ်ပါဘာမှမပြောလို့မှားတယ်လည်းမပြောမှန်တယ်လည်းမပြောဒါပေမဲ့ကိုလုတ်လိုက်တဲ့လုတ်ရက်ကနောက်တစ်ချိန်မှာကိုမိဘလည်းပြန်မတွေ့ရတော့ကိုမိသားစုလည်းပြန်မတွေ့ရတော့အထိနန်းဆုံးကိုရောက်သွားခဲ့ပြီဆိုရင်ဘယ်လိုလုပ်ကြမလဲဘသူအတွက်အသက်ပေးနေကြတာလဲကိုကိုပြန်မေးကြဖို့ဘသူအတွက်တိုက်နေကြတာလဲဘာအတွက်တိုက်နေကြတာလဲကိုတိုက်နေတဲ့ဟာကိုမှန်ရဲ့လား ပြန်ဆန်းစစ်ဖို့လိုပြီလို့ကျွန်တော်မြင်တယ်ပြန်လည်းဆန်းစစ်ပြီးတဲ့နောက်ကျရင်တို့တို့ဘာလုပ်တင်တာလဲမင်းပြန်လာလို့ရရင်အုပ်လိုက်အဖွဲလိုက်ပြန်လာပြီးတော့ကောင်းကောင်းမို့ပြန်နေပြီးတော့တိုင်းချိုးပြည်ပြည်မှာပြန်လို့တိုင်းပြည်ကိုပြည်ပြောင်းလဲခြင်းလဲဆိုရင်ဥပဒေကြောင်းနဲ့ဥပဒေပေါင်းနဲ့တွေပြည်ပြင်ပြောင်းလဲဖို့ကြိုးစားအဲ့ဒါဆိုရင်ဒီညီငယ်တွေကပို့ပြီးတိုင်းပြည်တို့အရေးကြီးတယ်လို့ဖြစ်လာနေတယ်ဒါကြောင့်ကျွန်တော်ကတော့ဒီ24ရက်ပြန်ပြီးတော့ဟိုပြန်ပြီးတော့ဟိုမိသားစုနဲ့ပြန်ပြီးပေါင်းစည်းတာဝမ်းသာပါတယ်နိုင်ငံတော်ကြီးကလေးနိုင်ငံတော်တာဝန်ရှိသူတွေကလည်းဒါကိုဝယ်ကမ်းလုပ်ပြီးကြိုးဆိုပေးတာကိုတို့လည်း တကယ်ကို appreciate လုပ်ပါတယ်အဲ့တော့နောင်နောင်များမှာလည်း PDF ညီငယ်ညီမကလေးဒီလိုပြန်လာခြင်းလေဆိုရင်တစ်ဆင့်ချင်းစီဖြေလျှော့ပြီးတော့လုပ်ဖို့တင်ပါတယ်ဥပမာကျွန်တော် PDF ညီငယ်သူတယောက်ဆိုပါစို့ကျွန်တော်ကလူရက်တက်လိုက်မိတယ်ကျွန်တော်လည်းဘုံမသိကိုမသိနဲ့မြတ်တက်တက်လိုက်မိတယ်ဒါပေမဲ့ကျွန်တော်မှားတော့ပြီးတော့တိသွားတယ်အဲ့ချိန်မှာကျွန်တော်ကပြန်လာခြင်းနဲ့ okay တကယ်လည်းပြန်လာခြင်းတာပေါ့နော်တကယ်ပြန်လာဖြစ်ဖို့လိုတော့ပေါ့ဒါအသွင်ယူပြီးတော့ပြန်လာထောက်လိုက်ပြီးပြန်သတင်းပို့တာမျိုးဖြစ်ရင်တော့ဒုက္ခပေါ့နော်အဲ့ဒါတခုတော့ကြောက်ရတယ်အဲ့လိုပဲနဲ့တကယ်ပြန်လာခြင်းနဲ့တကယ်စိတ်မှန်နဲ့ဆိုရင်တက်ဆိုင်တောင်ရှိသူတွေကလည်းအော်အေးဒီကောင်လူရက်တက်ထားပြီးမြတ် လူတတ်မှုတော့ဒီကောင်ကျွလွန်ထားပေမဲ့သက်ဆိုင်ရတော့ဒီကောင်တော့ဥပဒေချောင်းရတော့နည်းနည်းပါဖြေလျှော့လိုက်ရရှင်ဖြေလျှော့လိုက်ပါဒီကောင်လေးညံ့ညံ့ပြီးလုကြပါကြည့်ကြပြီးလုကြပါဆိုတိုက်ပွဲမှာတိုက်တာဆိုရင်ပြဿနာမရှိဘူးဗျာသူလူလူကတတ်တာဆိုရင်ပြဿနာရှိတယ်တိုက်ပွဲမှာနှစ်ဖက်ရှင်းပြကြတယ်စစ်တပ်နဲ့သူတို့နဲ့ရှင်းပြကြလို့တေချာကြည့်ကြဒါအထိကတော့ခွန့်လို့လို့ရမယ်လို့ကျွန်တော်နားလဲပါတယ်အဲ့လိုပဲနဲ့လူလိုက်တတ်တယ်ဆိုရင်တော့ခွန့်ဥပဒေချောင်းကတော့ရှိအောင်ပေါ့ဒီလိုတော့ရှိတယ်အဲ့ဒါကြောင့်ဟိုတာဝန်ရှိသူတွေနဲ့အဆင့်ဆင့်ဖြတ်တော့ဖြေလျှော့ပြီးတင့်တော်သူတို့လိုက်ပြီးတော့ဆက်လက်ပြီးတော့ဝဲကတ်လုံနေဖို့တိုက်တွန်းပါတယ် သူတို့ဆက်ပဲလုပ်လိမ့်မယ်လို့လည်းကျွန်တော်ယူမျောလိုက်ပါတယ်အဲ့တော့ညီငယ်ညီမငယ်တွေဘက်ကပြည်ရဲ့ညီငယ်ညီမငယ်တွေဘက်ကလည်းတချို့ကိစ္စတွေမှာသဘောပေါက်သင့်ပြီလို့ပဲကျွန်တော်တို့ပြောချင်တယ်သဘောပေါက်သင့်ပြီတချို့ကိစ္စတွေမှာကိုဘာလုပ်နေရလဲဆိုကိုကိုကိုတိဖို့လိုတယ်ကိုဘာဖြစ်သွားပြီလို့ဆိုကိုကိုတိဖို့လိုသူတို့ကိုဘာဆက်ဖြစ်မှာလဲဆိုတော့တိဖို့လိုတယ်အဲ့တော့ကိုဘာသဘောပေါက်သင့်ပြီလဲဆိုတော့လည်းနားလည်သင့်ပြီလို့ပဲဒီညီငယ်ညီမငယ်တွေတိုက်တော့မှာတယ်ဘာလို့အကုန်လုံးကတိုင်းပြည်ရဲ့ယတနာတွေပါပဲဘယ်သူမှအမှိုက်တွေမဖြစ်ပါဘူးဆိုတော့သူများအသက်ကိုရဲရဲဆက်တက်ပြီးသူများကိုဒုက္ခပေးခြင်းမှသာလျှင်အမှိုက်ပါ သူများအသက်ကိုတတ်တာမကောင်းဘူးဆိုတော့နားလဲပြီးတော့မကောင်းမှုကိုရှောင်ဖို့ကြိုးစားတာကယတနာယတနာပါပဲအဲ့တော့ကျွန်တော်တို့ဒီညီငယ်ညီမငယ်တွေပြန်လာကြဖို့ပဲကျွန်တော်တို့တိုက်တွန်းပါတယ်နော်ဒါကတော့ဒီမုံရွာ24ယောက်လူငယ်တွေပြောင်းဝင်လာတာပတ်သက်ပြောတာပါနောက်တစ်ခုဒီနေ့ပိတ်ကတော့ဒီနေ့ကတော့ကျွန်တော်ရခိုင်နဲ့ပဲပိတ်ကြတာပေါ့ရခိုင်နဲ့ဆိုတဲ့နေရာမှာကြောက်ဖြူပေါ့ကြောက်ဖြူကကျွန်တော်တို့ဒီအတိုင်းပဲကြောက်ဖြူပေါ့ကြောက်ဖြူကဘောနော်ကြောက်ဖြူကသူတို့မီဒီယာတွေမှာဟုတ်ပါကရေးနေကြတယ်ကြောက်ဖြူမီဒီယာကြောက်ဖြူနဲ့ပတ်သက်ပြီးရေးနေကြတာရှိတယ် အဲပြိုင်စစ်ကီဆိုတာဗာစစ်ကီဆိုလဲဗျာအဲ့ဒီမှာကြောက်ပြူရဲစကိုင်းဘာဖြစ်ကုန်ပြီညာဖြစ်ကုန်ပြီပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒီနောက်ဆုံးပိတ်တော့မဟုတ်ဘူးဗျာချားတော့ကြပါသေးတယ်ချားသတင်းနေတော့ဒါကြောက်ပြူနဲ့ပတ်သက်ကျွန်တော်ပြောရမယ်ကြောက်ပြူမျိုးနာဒီဟုတ်ဒီဟုတ်အေအေကတို့ရောက်လာပြီတဲ့ရောက်နေပြီဆိုတော့ကျွေးကြော်တယ်ကျွေးကြော်ပြီးတော့အာတို့ကတိုက်တိုက်တာရောက်တော့မယ်ကြောက်ပြူမျိုးကတို့ကတိုက်ပြီးဖိအားပေးနေပြီဆိုရင်တော့ပြောတယ် ပြီးတော့အဲ့လိုဖိအားပေးနေကြတဲ့စစ်တပ်ကားတွေမှာကြောက်ကြောက်ဖြူမျိုးမှာတောင်းနေဖွင့်ပြီးတော့ဒီလောက်တိုက်ပွဲဖြစ်နေတောင်းနဲ့ပြည်သူတို့မညတာပဲနဲ့စစ်ပွဲတွေဖြစ်နေတောင်းပြည်သူတို့မညတာပဲနဲ့ကြောက်နေအတင်းဖိပြီးတက်ခိုင်းနေတယ်ဖိအားပေးပြီးပြောတယ်အဲ့လိုပြောတယ်အဲ့တော့ဟုတ်ပြီကြောက်ဖြူရဲ့အနီးကိုရောက်တယ်လို့သူကပြောရင်ဘယ်လောက်နီးလဲတိုက်ပွဲကဘယ်လိုဖြစ်တာလဲကျွန်တော်အဲ့ဒါကိုပြောချင်တာဒီနေ့ပြီးတော့တစ်ဖက်မီဒီယာတွေမှာဝါရဖြန့်နေတယ်ဘာလဲဆိုတော့ပြိုင်စစ်ကေဆိုတဲ့ရွာအဲ့ရွာကိုတဲ့အဲ့ရွာကိုတဲ့နော် အဲ့ရွာကိုရွာရှိတဲ့ရွာရဲ့စစ်တပ်စခန်းကိုသူတို့သိမ်းပိုက်လိုက်တယ်တဲ့စစ်တပ်စစ်သားရောက်90လောက်ထဲမှာ ਨੇ တေဆုံးပါတယ်စစ်တုံးကအများပြမိပါတယ်ဆိုပြီးတော့ဘယ်တော့မှမသိတဲ့ဗီဒီယိုဖောင်ရင်နဲ့ဘယ်တော့မှမသိဓာတ်ပုံတွေကိုယူပြီးတော့ဝါးရဖြန့်တယ်ဖြန့်တော့ကျွန်တော်အဲ့ဒါကိုကြည့်လိုက်တယ်ပေါ့ဗျာကြည့်ပြီးတော့ဒါတွေကအဲလွယ်တော့လွဲနေပြီးတော့ကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်ကစုံစမ်းလိုက်တယ်ပေါ့ဘလို့ဖြစ်တာလဲစုံစမ်းလိုက်တဲ့ခါကျတော့ကျွန်တော်ဒီမှာမြေပုံနဲ့ပါပြောပါမယ်ဘာလို့ဆိုကျွန်တော်လည်းမှတ်မှာဆိုလို့နော်မြေပုံနဲ့ပဲကျွန်တော်ပြောမယ်ဘာလို့ဆိုတော့ကြောက်ဖြူမျိုးကနေပြီးတော့ကြောက်ဖြူမျိုးကိုခင်ဗျားတို့ Google မှာရိုက်လိုက်မယ်ဆိုမြေပုံထွက်လာလိမ့်မယ်အဲ့မြေပုံရဲ့အပြင်ဘက်မှာ ကြောက်ဖြူကနေထွက်လာလို့ရှိရင်နော်ကြောက်ဖြူရံပြေလန်းအိုင်လန်းရဲ့တော့ရှော့ပတ်ထွက်လာလို့ရှိရင်နော်ပတ်ထွက်လာရင်မြစ်ကိုမဖြတ်နိုင်ဥပ္ပကြောက်ဖြူရံပြေလန်းတော့ရှော့ထွက်လာရင်ရဲတပ်ရင်တစ်ခုတွေ့မယ်ရဲတပ်ရင်တစ်ခုတွေ့လိမ့်မယ်ရဲတပ်ရင်အမှတ်32တိုင်ရင်တစ်ခုရှိတယ်ကြောက်ဖြူပြင်ဘက်မှာကြောက်ဖြူမျိုးရဲ့ပြင်နာထိတ်ထိတ်နာမှာရဲတပ်ရင်32ဆိုတာရှိတယ်32 32ကကြောက်ဖြူမျိုးအစွန်သားလေးပေါ့နော်ပြီးရင်အဲ့ဒါပြီးရင်ပြိုင်စစ်ကေးဆိုတဲ့ရွာရှိတယ်ပြိုင်စစ်ကေးဆိုတဲ့ရွာရွာရှိတယ်အဲ့ရွာရဲ့အဲ့ရွာနားကိုဒီကောင်တွေလာတိုက်ခဲ့တာအမှန်ပဲဒါပေမဲ့ရဲတပ်ရင်32အထိ တိုက်ဖို့ကြိုးစားတဲ့အချိန်မှာပြန်လန်ကြသွားတယ်ဒီနေ့နောက်ဆုံးရတဲ့ information လန်ကြသွားနောက်ပြန်ဆုတ်ပြေးသွားတယ်ဆုတ်ပြေးသွားပြီးတော့တက်မတော်ရဲ့စစ်ကြောင်းတွေကရန်ပြဲကြောက်ဖြူလမ်းပေါ်ကြီးအတိုင်းဘယ်ထိသွားလဲဆိုတော့ပြိုင်စစ်ကေဒီဘက်ကဘာလဲဆိုတော့အာကျွန်တော်မှမဆိုလို့ပေါ့နော်ပြိုင်စစ်ကေနှမ်းဖဲတောင်ရွာအိုင်နာတဝိုက်ထိတက်ကပြန်ပြီးတော့အေးကိုတွန်းထုတ်လိုက်ပြီကြောက်ဖြူကနေအပြင်ဘက်ဖြစ်တဲ့နှမ်းဖဲတောင်ထိကိုတွန်းထုတ်လိုက်ပြီတက်ကအဲ့တော့နှမ်းဖဲတောင်ရဲ့ရှေ့မှာဘာရှိဆိုတော့ထောက်ချန့်တောင်လို့နော်ထောက်ချန့်တောင်လို့ဘာရှိလဲဆိုတော့ဒီဘက်က အဲမင်းတက်တောင်လို့နော်အဲ့လိုရှိတယ်မင်းတက်တောင်လို့ရှောက်ချင်းတောင်လို့အဲ့လိုတောင်တွေရှိတယ်အဲ့နေရာတွေနဲ့အဓိကမင်းတက်တောင်နာကနော်အဲမင်းတက်တောင်နာမရောက်ခင်ပေါ့နော်မင်းတက်တောင်နာမရောက်ခင်တောင်ချင်းနာကဒီဟိုကန်ဒီဆိုတဲ့ကျောင်းအဲ့ကျောင်းနဲ့အနီးဆုံးနေရာမှာရှိတယ်ဟိုနေရာတွေမှာနောက်တစ်ခုကတကူကနောက်တစ်ခုကဘာလဲဆိုတော့နောက်တစ်နေရာတစ်ခုရှိတယ်ဒါဘာကျောင်းလဲမသိဘူးကျောင်းတစ်ခုရှိတယ်စက်မှုတင်တဲ့ကျောင်းကျောက်ဖြူစက်မှုတင်တဲ့ကျောင်းအဲ့ကျောင်းနာတွေမှာတဝိုက်မှာဒီကောင်လေးအေးရဲ့နောက်ပြန်ဆုတ်တာအဲ့နာတွေရောက်သွားပြီဆုတ်သွားပြီးသွားပြီပြောရင်တော့ဟိုအဝေးဒီဘက်ကိုပြောင်းသွားတာ ရံပြက်ကြောက်ဖြူလိုက်ရင်ဒီဘက်အတွင်းပိုင်းကိုဒီဘက်ကိုပြောင်းသွားတာကြောက်ဖြူနဲ့မြို့ရဲ့ကြောက်ဖြူမြို့ကြီးရဲ့ဒဲတိုင်းရင်တော့ကြောက်ဖြူမြို့ကြီးကနေမြစ်ကြောင်းတွေမြစ်တွေကိုပတ်ပြီးဒဲတိုင်းရင်တော့ရှင်းပါမယ် minus 15မိုင်လောက်15 6မိုင်9မိုင်လောက်အကွာကိုရောက်သွားတာလမ်းကြောင်းတိုင်းသာတိုက်မယ်ဆို minus လောက်ရောက်သွားတာလမ်းတောင်လမ်းကြောင်းအဲ့တော့အဝေးရောက်သွားတာနော်ဒီပြားတဲ့တောင်တို့ဘာလို့မှဆိုရင်တက်ကရှိတယ်တက်နေအဲ့ဒီဝိုင်းနဲ့ဆိုင်ထားတော့မယ်ပြားတဲ့တောင်ပြားတဲ့တောင်နေပြီးတော့ဆင်းလာရင်ကားလမ်းတိုင်းဆင်းလို့ရှိရင်ဒီဘက်မှာဟိုကြောက်ဖြူရံပြက်လမ်းလမ်းဆောင်တစ်ခုရှိတယ်အဲ့လမ်းဆောင်နေရာတွေအထိ အဲ့နေရာဒီကြီးအဲ့နေရာဒီရောက်ဆက်မလို့ပဲဒီဘက်အောက်ကိုဆင်းရင်ထောက်ကျန်တောင်ဘက်ကိုပြားတဲ့တောင်တွေဒဲကက်လန့်ပြန်ရင်ထောက်ကျန်တောင်သွားရှိတယ်အဲ့ဒါလမ်းကြောင်းတိုင်းမြစ်ကိုဖြတ်ပြီးတော့ချောင်းလေးတွေဖြတ်ပြီးတော့ကျော်ရင်ထောက်ကျန်တောင်ရောက်တယ်ကားလမ်းတွေမသုံးဘဲနဲ့ဖြတ်မယ်ဆိုရင်ပေါ့အဲ့ထောက်ကျန်တောင်ဒဲအဲ့တော့အဲ့မှာခင်ဗျားဟို Google မှာဖြတ်ကြည့်ရင်ညူညူဆန်းကုံစုံဆိုင်ပါအဲ့ဒါရှိတယ်အဲ့နေရာပေါ့အဲ့ဒီရှိတဲ့ရွာရှောက်ချင်းတောင်မင်းတက်တောင်အဲ့ရွာတွေပေါ့အခုမင်းတက်တောင်လို့ဘာလို့တော့တက်ကမရသေးဘူးမင်းတက်တောင်လို့ဘာလို့ဒီရိုက်ဖို့တော့တက်ကဆင်းချောင်းဆက်ထိုးနေတယ်ထိုးပြီးရှင်းထုတ်နေကြောက်ဖြူမျိုးအပြင်ကိုတွန်းထုတ်နေတယ်မျိုးရဲ့ area ရဲ့ mine ဘလောက်ဘလောက်ဘလောက်အကွာကြီးပေါ့အဲ့လိုတတ်မှတ်ပြီးတော့တွန်းထုတ်နေတယ် တစ်ဖက်မှာသူတို့ကဘာပြောလဲဆိုတော့မလာကျွန်းပဲပေါ့မလာကျွန်းပဲနာထီတက်ကအဲအေရီကမလာကျွန်းပဲနာထီကိုအေရီကဘာလုပ်နေလဲဆိုတော့မလာကျွန်းဆိုတာကန်းချင်ရှိတယ်ဒီမှာမကန်းချင်ကြောက်ဖြူရဲ့ကန်းချင်ပတ်လိုက်ရှိတယ်အဲ့တော့ကြောက်ဖြူမျိုးရဲ့အပြင်ဘက်မှာရှိတဲ့မလာကျွန်းတို့ဘာလို့ဘက်ကိုအထီကိုသူတို့ကမလာကျွန်းလို့ဘာလို့အေးမလာကျွန်းတော့မရောက်ခင်တရားတစင်းရှိတယ်အဲ့တရားတစင်းသားထီအေရီကရောက်တယ်မလာကျွန်းသားယွာရီထီကိုသူတို့ကဝဲလာတယ်ဝင်လာပြီးတော့တိုက်ပွဲမဖော်သေးဘဲနဲ့ကြောက်ဖြူမျိုးရဲ့အခြေအနေကိုလှမ်းပြီးခဲခဲ့တယ်ကြောက်ဖြူမျိုးရဲ့အပြင်ကယွာရီရဲ့အခြေအနေကိုလှမ်းခဲခဲ့တယ်ကြောက်ဖြူ area ရဲ့မြို့နယ် area ရဲ့ဟိုဟာတွေခဲခဲ့တယ် အဲ့တော့မလာကျိုးနာနေလန့်တွေ့ရင်တော့ကြောက်ဖြူဖြူနဲ့နှီးပြီလို့သူကပြောရင်ပြောမယ်ဒါပေမဲ့ပြန်ပြောရင်ပတ်လေကြီးဖြစ်နေမလာကျိုးမှာတက်ကလည်းထောက်ထောက်ထားတယ်တက်နဲ့ထောက်ပြီးတော့ဆိုင်ထားတယ်ဒီဘက်ကဒီဘက်ကဘာလဲဆိုတော့ဟိုပြိုင်စစ်ကေမှာလည်းသူတို့ကနောက်ကိုဆုတ်ပေးလိုက်ရပြီပြိုင်စစ်ကေမှာနောက်ကိုဆုတ်ပေးလိုက်ရပြီဒီဘက်ကနှမ်းဖြင်းနှမ်းဖဲတောင်နှမ်းဖဲတောင်ပေါ့နော်နှမ်းဖဲတောင်လို့ခေါ်တဲ့အဲ့တောင်ဘက်မှာလည်းသူတို့ဆုတ်ပေးလိုက်ရပြီဒီဘက်မှာဘာရှိလဲဆိုတော့နှမ်းဖဲတောင်ဒီဘက်မှာရှိလို့အဲခုနကကျွန်တော်ပြောတဲ့တောင်တွေပြကျွန်တော်လည်းမှားကုန်ပြီ နော်ထောက်ကြံတောင်းတာမှလည်းထောက်ကြံတောင်းတာထောက်ကြံတောင်းအဲ့ဒီနောက်ကထောက်ကြံတောင်းနောက်ကဟိုပြားတဲ့တောင်းပြားတဲ့တောင်းမှလည်းစိုက်ထားပြီတော့ထောက်ကြံတောင်းတဲ့ဒီမင်းတက်တောင်းတာတော့ဝိုက်မှာဒီကောင်တွေအာပြန်စုနေတာအဲ့နာမှရှိနေတာဆိုတော့ပြောရရင်တော့အဝေးပဲဖြစ်သွားပြီအဲ့တော့သူတို့ကိုသူတို့ဒါရတယ်လို့တစ်ဖက်ကပြောနေပေမဲ့ပေါက်တက်ကြရပြောနေတာပြီးတော့ထူကြတာကဟိုကောင်ကပြိုင်စိတ်ကလေးတို့ဘာမှသူတို့ဘလို့သိမ့်လိုက်တယ်ဘာလဲညာဘာဖြစ်ပြောရင်မဲ့တကယ်ကြတော့ပြိုင်စိတ်ကလေးတို့ဘောက်တက်ကပြဲတဲ့ခါမှာအလောင်းတွေကိုအလောင်းတွေပေါ့သူတို့သေးဝဲအလောင်းတွေရှိတယ်အလောင်းတွေကဘယ်သူလုံးပြောသေးသေးတဲ့အလောင်းတွေတက်ကရတဲ့ခါမှာအဲ့အလောင်းတွေကြည့်တဲ့ခါကျတော့ ဝိသုံနဲ့စစ်သားဝိသုံအလောင်းနဲ့ဖြစ်နေတယ်။ဆိုတော့ဘလို့ကြောင့်လဲဆိုတော့မေးလိုက်တဲ့ခါကျတော့ဘလို့ကြောင့်လဲမေးလိုက်တဲ့ခါကျတော့စစ်သားဝိသုံနေတဲ့တေးတဲ့လူတွေကတော့ကျုပ်တွေရခိုင်နေကြီးပဲ။ဒါပေမဲ့စစ်သားဝိသုံနေတဲ့အလောင်းတွေမှာအလောင်းတွေမှာပေါ်တယ်။အလောင်းတွေမှာမျက်နှာတွေရခိုင်ရုပ်တွေရခိုင်နေပဲ။အဲ့တော့သူဘာလို့လဲဆိုတော့အေရီကသူတို့တေးတဲ့ခါကျတော့သူတို့လူတွေတေးထားတဲ့ခါသူတို့တေးတဲ့ခါကျတော့ဘာလို့လဲဆိုတော့သူတို့တေးတာကိုသူတို့လူတွေတေးတာကိုတေးတဲ့လူတွေမကပြောမခံမဲနဲ့တေးတဲ့အလောင်းတွေကိုချုပ်ပြီးတော့သူကစစ်သားဝိသုံနေသူကအစ်စ်ပါလာတဲ့စစ်သားဝိသုံနေသူကဝှက်ပေးပြီးတော့အလောင်းတွေမြင်းမြုပ်ခဲ့တာ။အဲ့တော့ပြောရရင်တော့သူတို့ အားလုံးရဲ့အမြင်မှာတော့စစ်သားတွေအလောင်းတွေတည်တယ်ဆိုပြီးတော့မြင်အောင်လို့ဓာတ်ပုံရိုက်ဝါရဖြန့်ပြီးတော့တင်လိုက်တယ်တကယ်တည်တာအေးအေးတည်တာအခုတည်တာအေးအေးတည်တာအဲ့တော့အဲ့ဖြစ်စဉ်တွေအကုန်လုံးဂျွာကန်တွေရဲ့အသေးစားရှင်းပြတယ်မဟုတ်ဘူးအဲ့ယူနီဖောင်းတွေကိုလဲပြီးတော့အေးအေးတည်တာယူနီဖောင်းကိုလဲပြီးတော့ယူနီဖောင်းအစုပ်ကိုပြန်ချုပ်သွားတယ်ဘာလို့လဲဆိုတော့သူတို့ဟိုမှာနောက်လာမယ့်စစ်သားတွေတို့ဇိုးပြိုးဝတ်စုံမရှိဘူးမချုပ်ရသေးဘူးတော်ကျင်လာကြအေးအေးဆဲရောက်တည်တယ် နောက် A ဆယ်ယောက်စုဖို့အစုတဲ့ခါကျရင်အဲ့ဒီဝတ်စုံမရှိဘူးဒီဆယ်ယောက်ကဝတ်စုံချုပ်လိုက်တယ်ချုပ်ပြီးတော့ A နောက် A ကအေးကိုစုပ်ပေးလိုက်တယ်ဒီဆယ်ယောက်ကဘာဝဲလို့ပဲလဲကိုလုံးကြီးထားလို့မရတဲ့ခါကျစစ်သားစစ်သားတွေတပ်မတော်စခန်းနေသိမ်းခိုင်းတာဟိုအိမ်မှာရှိတယ်လေအန်တို့ဘာလို့မှတောင်ကူလိုအဲ့ရရအဲ့ရဝတ်စုံနေရှိတယ်အဲ့ဝတ်စုံတွေကောက်စုပ်ပေးလိုက်တယ်စုပ်ပေးလိုက်ပြီးတော့အလောင်းတွေမြင်းမှုပလိုက်တယ်အဲ့လိုလုပ်တာအဲ့ဆိုတော့ကျွန်တော်ကျွန်တော်အားသင့်သွားတယ်ကျွန်တော်အစအထင်းနေတာအဲ့လိုမဟုတ်ဘူးကိုအဲ့လိုဖြစ်သွားတယ်ဆိုတော့သိသွားတယ်ဆိုတော့တော်တော်လေးတော့ တို့ဘက်ကလေတော့လေလို့ပြောတက်ယူနီဖောင်းကိုမြုပ်ပြီးထားခဲ့တယ်လို့ကျွန်တော်အကြမ်းပြင်းသိရတယ်ဆိုတော့လက်ကမော်တို့မလာကျွန်တော်ဘက်ဒီမှာတော့ကြောက်ဖြူဟာကြောက်ဖြူနီးရမယ်တက်ကတဲတဲပြီးထိုင်ထားတယ်လို့သိရတယ်အဲကြောက်ဖြူရမ်းမဲလန်တချို့မှာနှမ်းဘဲတောင်တိတက်ကထိမ့်ပြီးသွားပြီဒီဘက်ကဟိုဟာအထိဟိုပြန်ထောက်ထားပြီးတော့ပြိုင်စစ်ကီတို့ကတော့ AC ပဲဖြစ်သွားပြီအဲလန်တချို့လုံးတက်ကပြန်ပြီးတော့စစ်ကြောင်းတွေထောက်ပိုင်းလန်ကြောင်းတွေပြန်ပွင့်သွားပြီလို့အကြမ်းပြင်းသိရပါတယ်အဲ့တော့ တဘောကတော့အေးအေးပြောတဲ့သူတို့နိုင်နေပြီဆိုတော့ဟုတ်လားလို့မေးရတော့ခင်ဗျားတို့ကိုယ့်အကူစဉ်းစားကြကျွန်တော်ကတော့အများကြီးပြောလို့ဘူးအဲကြောက်ပြတိုက်ပွဲတွေရဲ့အချမ်းပြင်းကျွန်တော်သိရတာပြပြတာပါအဲ့တော့ဒါကတခုပေါ့အဲ့တော့နောက်တစ်ခုကကျွန်တော်တို့နောက်တစ်ခုကကျွန်တော်တို့ဗါလဲဆိုတော့အပိတ်လေးပေါ့ခေါင်းကကျွန်တော်ပြောတယ်ပိတ်မယ်ဆိုတော့အပိတ်ပါခုဒါကတော့တကယ်ပိတ်မျိုးဗါလဲဆိုတော့ကုလသမဂ္ဂရဲ့စာနာရေးခိုင်အစီအစဉ် War Food Program ရဲ့လုံနေလုံရလုံရဆိုးပေါ့နော်အဲ့ဒါဗါလဲဆိုတော့အဲ့ War Food Program ကနေပြီးတော့သူက ဒီငလင်တန်းတဲ့ပြည်သူတွေကိုကူညီပါမယ်ဆိုပြီးတော့သူကဘု து ကိုတုံးလဲဆိုတော့ Future Light Youth Development Organization ဆိုတဲ့ FYFFLYDO ဆိုတဲ့ဒီအနာဂတ်အလင်းနဲ့လူငယ်ဖွေးဖွေးအသင်းအဲ့ဒီအသင်းကနေတဆင့်စကိုင်းနိုင်ဒေသကြီးတွေကိုမှရှိတဲ့ငလင်တန်းတဲ့ပြည်သူတွေကိုကူညီပါမယ်ဆိုပြီးတော့သူက WFP ရဲ့ပတ်စံလူငွေတွေနဲ့ပတ်စံတွေနဲ့အိမ်တော်စုပေါင်းများစွာအတွက်ပေါ့နော်အိမ်တော်စုပေါင်းတပေါင်းတထောင်ကျော်အတွက်နော်အိမ်တော်စုပေါင်းတောင်းထောင်ကျော်အတွက်ကြေးရွာပေါင်း38ရွာအိမ်တော်စုပေါင်းတောင်းထောင်ကျော်အတွက်ပတ်စံတွေနဲ့ထောက်ပံ့ငွေတွေပေါ့နော်သိန်းပေါင်းဘယ်လောက်လဲဆိုတော့ တိန်ကိုတိန်ကိုအိမ်တော်စုတစုကို3သိန်းခွဲကြက်နှုတ်နဲ့ကြက်သိန်းပေါင်း3000နဲ့8000လောက်ရှိတယ်ပမာဏကို WFP ကဖြန့်တာဘယ်သူကဖြန့်လဲပတင်းဖြန့်လဲဆိုတော့ Future Light Youth Development Organization ဆိုတဲ့အဖွဲ့ကနေဖြန့်တာဒါပေမဲ့ပြဿနာအဲ့ဒီဖြန့်တဲ့ဟာတွေကတကယ်ငလင်တန်တဲ့ပြည်သူတွေလက်ထက်မရောက်ဖက်နဲ့မုံရွာနာတော်ဝင်မှာအချက်ဖက်လို့ရေလုံနေတယ် PDF တွေတွေအချက်ဖက်ရွာတွေစီကိုတွားဖြန့်လိုက်တယ်ဖြန့်လိုက်တယ်အဲ့လိုဖြန့်တာတဲ့ဆိုတော့ DFLYDO ဆိုတဲ့အဖွဲ့ကနေတဆင့် W Wafu Program ကနေထောက်ပံ့တဲ့အဲ့ဒီငွေတွေက ငလီတန်းတည်သူစီကိုမရောက်ဖဲနဲ့အခုနအကျန့်ဖက်သမားတွေရှိတယ်ယွာချေးပါကျန့်ဖက်သမားရှိယွာတွေစီကိုအကျန့်ဖက်သမားတွေစီကိုရောက်ကုန်တယ်ဘလို့ရောက်ကုန်မှမသိဘူးအဲ့တော့ဘသူလက်ချက်လဲတော့ကျွန်တော်မသိဘူးရောက်ကုန်တယ်ရောက်ပြီလဲပြောအဲ့ဒီငွေတွေချေးပါ30ရှိတယ်တမထားတဲ့ယွာတွေစီမရောက်ဖဲနဲ့ PDF စီလက်ထက်ရောက်သွားလို့ရောက်သွားပြီးတော့ PDF တွေအဲ့ငွေတွေနဲ့သူကမဲဂွန်တက်နေလို့ကြားတယ်အဲ့တော့ဒီကိစ္စကပတ်သက်ရင်တော့ NGO INGO တွေကမယူသားမှုကထင်ရှားတာပေါ်လွင်လာတယ် INGO NGO တွေကတကယ်တော့ကျွန်တော်နိုင်ငံတကာကူညီမှုတွေကနေပြည်တော်လို့နေပြည်တော်ကူညီရဆိုတော့အတက်တော်မခံဘဲနဲ့စကိုင်းကိုကူညီတယ်မန္တလေးကူညီတယ်ပဲပြောတာငလေးနဲ့ပတ်သက် ပြီးလဲပြီးတော့ဘုသူရှိသွားလဲဆိုတော့ခုန PDF တို့ဘာလို့ညာလို့စီသွားတယ်နော်ဟိုတလောကနော်ဟိုတလောကနော်နိုင်ငံရေးသမားကြီးပေါ့နော်နာမည်နှလုံးနဲ့88ကတယောက် तू ကပြောတယ်အာကျွန်တော်တို့ဘယ်ကိုသွားလူမှာစကိုင်းကိုသွားလူတာပါညာဆို तू လူတဲ့ပတ်စံတွေနောက်ခံ background ဘယ်ကလာလဲဆိုတော့တိုင်ဝင်ရှိသူတွေမစစ်ဆေးလို့စစ်ဆေးရင်ခင်ဗျားပေါ်လာမှာအဲ့လိုမျိုး NGO INGO တွေကသူတို့ကဒီ PDF တွေကိုထောက်ပံ့ဖို့အတွက်ခေါင်းစဉ်မျိုးစုံတက်ပြီးတော့လှုပ်ရှားလှုပ်ရှားမှုတွေရှိနေတယ်ဆိုတော့ဒါအထောက်အထားတစ်ခုထွက်လာတယ် ကြည့်ပြီးတော့ကျွန်တော်တော်တော်စိတ်တော့မကောင်းပါဘူးတကယ်တော့ကောက်တဲ့သူတွေကိုလက်ထက်မရောက်ဘဲနဲ့ပြီးတဲ့ရက်လက်ထက်ရောက်သွားတယ်ဆိုတော့ဗျာခင်ဗျစဉ်းစားကြည့်ပါဗျာဖြစ်တယ်လားမဖြစ်တယ်လားဆိုတော့ခင်ဗျားတို့ကိုယ်စဉ်းစားပါလို့ပြောရင်းနဲ့ဒီနေ့ရဲ့ဟိုတော့ဒီလောက်နဲ့ဆုံးသက်ပါတယ်ဒီနေ့ရုပ်သံနောက်ကျသွားတော့လေအားလုံးနားလည်ပြီးကိုတောင်းပန်ပါတယ်ပြီးတော့ကျွန်တော်ရုပ်သံတွေကိုကြည့်တဲ့အခါမှာ NPN website မှာကြည့်မရရင် nssmy.com ဆိုတဲ့ website မှာသွားကြည့်ပါပြီးတော့ nss မြန်မာဆိုတဲ့ telegram nss မြန်မာ search bar မှာ ရှာလိုက်ပါ NSS မြန်မာဆိုပြီးတော့ Telegram မှာရိုက်ရှာလိုက်ပါရှာပြီးအဲ့ Telegram ကနေတစ်ဆင့် NSS my.com website ကိုသွားကြည့်ပါအဲ့ဒီမှာ video တွေတင်ပေးနေပါတယ်အဲ့ဒီမှာတော့ကောင်းကောင်းမှကြည့်လို့ရတယ်မြန်မာယူဆပါတယ်အားလေးပြောရင်းနဲ့အားလုံးပဲကိုရသာသိရှိပါတိုက်ပြော်စေတာမှာထားပါသက်သာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တက်ဖြတ်နေကြတာကိုလက်ခုလဝတိပြောနေတဲ့လူမဲ့လူရန်ကလူသက်အချမ်းဖက်အားပေးသမားခမည်းဖြစ်နေသလားဆိုတော့ပြန်လည်းမေးခွန်းတော့ပါလို့ပြောရင်းနဲ့ခွန်လိုက်ပါ